နော်မမမိတ်ဆွေများကျွန်တော်ကလေသုံးကဆိုင်နေတော့မမကနန်းထုတ်ခဲရတယ်နော်ဒါပေမဲ့ဒီလာမဲ့ချိန်အတွက်ပေါ့နော်ဒါသုံးကဆက်လေးနဲ့ကျွန်တော်ဒီမူလေးနဲ့ပဲမမကနန်းထုတ်ပါမယ်ဗျာနော်ဒါကနန်းရွေးချယ်မှုဆိုတာနိမတင်ပြပါမယ်နော်ဒါအခုလောလောဆယ်တော့ကြည်နေတဲ့မှုဒီမူလေးကိုရှင်းပြပါဦးမယ်ဗျာသူကဘာဖြစ်လဲဆိုတော့ဒီနှစ်ဦးမှာအထောင်သုံးလုံးပေါင်းချင်း၈ပေါ့နော်အဲ့လိုရှစ်လို့ဖြစ်ရင်အဲ့နောက်တစ်နှစ်မှာတခုသောရှစ်ပြိတ်ပေါ့နော်ရှစ်ပြိတ်နဲ့ကနန်းတစ်ခွက်ဒီနောက်တစ်နှစ်မှာ 684ပေါ့နော်ရှိပရိနဲ့ပတ်သက်ကနံပြန်ကြတယ်ထပ်ကနန်းရွှေ့တာပေါ့အဲ့မှာဘယ်လိုရွှေ့လဲဆိုရင်သူ့ရဲ့ဘေးမှာထောင်ပေါင်းရင်းခွန်လေးပေါ့နော်ဒီနှလုံးပေါင်းရင်းအထက်အပေါင်းရင်းခွန်ရဲ့ဘေးမှာပဲကြတာနောက်တစ်ခုဒီမှာထောင်သလုံးပေါင်းရင်းရှေ့ဖြစ်ခဲ့တယ်အဲ့ရှေ့ဖြစ်ခဲ့တဲ့ကနောက်တစ်နေ့ရဲ့တခုသောရှေ့ပရိပေါ့နော်ဒီခွန်ချောင်၅ဆိုတဲ့ရှေ့ပရိဒီနောက်တစ်နေ့မှာ96ခွန်လို့ထွက်တယ်ဘယ်လိုချိန်မှာထွက်လဲဆိုရင်ထောင်နှလုံးပေါင်းရင်းခွန်ရဲ့ဘေးမှာပဲထွက်ခဲ့တယ် ျွန်တော်တို့အခုတတိယအကပ်ပေါ့နော်ဒီထောင်သုံးလုံးပေါင်းရင်ရှေ့အဲ့လိုရှေ့လို့ဖြစ်ခဲ့တဲ့ကြောင်နောက်တစ်နှစ်တခုသောရှေ့ပရိတ်ပေါ့နော်တခုသောရှေ့ပရိတ်ကဘာဖြစ်လဲဆိုတော့930ဆိုတဲ့ရှေ့ပရိတ်ကနောက်တစ်နှစ်မှာ930 930ညာ3လို့ထွက်တယ်ဘယ်လိုချိန်မှာထွက်လဲဆိုရင်နှလုံးပေါင်းရင်အထက်အပေါင်းရင်ခွန်ရဲ့ပြေးမှာပဲထွက်တယ်အဲ့ကြတော့ဒီပြောချင်တာကခွန်နဲ့ရှေ့ဒီတွဲရလေးတွေလာခဲ့တာပေါ့နော်အဲ့ကြတော့အဲ့လိုဖြစ်ခဲ့ပြီးရဲ့နောက်ကျွန်တော်တို့ဒီနေ့မှာဗာဆက်ဖြစ်လဲဆိုတော့ဒီရှေ့ပရိတ်ကြောင်ဒီရှေ့ နှစ်ပတ်သက်တဲ့ကဏ္ဍနီနောက်တစ်နှစ်ထွက်တယ်လို့ခုနောက်တစ်နှစ်ကျော်မှကျတော့ဗြိတိရှစ်လို့စထွက်မှဆိုရင်သူ့ရဲ့ဒီနှစ်ထဲပေါ့နော်တစ်နှစ်ဒီတစ်နှစ်ကျော်မှပထမဆုံးခွန်ဗြိတိလို့စထွက်တာနဲ့သူ့ရဲ့ထက်သောင်းမှရှစ်ဗြိတိလို့လိုက်ပြီးတယ်ဒုတိယခွန်ဗြိတိလို့ကြားတဲ့အချိန်မှလည်းသူ့ရဲ့စောစောပုံစံနိုင်ပဲတကွင်းကျော်မှရှစ်ဗြိတိလို့ပြီးတယ်သူကြကြတဲ့ခုကဒုတိယရှစ်ပြိတ်မှာကျတော့ခွန်နှစ်ခုနဲ့ပဲကြာခဲ့တာပေါ့နော်အဲဒုဒုတိယက တောင်းသုံးလုံးမင်းရှိဖြစ်တယ်သောသောပြောသလိုပဲဒီရှိပြိတ်ဒီကွက်ရှိပို့တယ်ခွန်ဘေးရပြေးမှာပို့သလိုပရမအောင်ဆုံးခွန်ဘေးလို့ကြတာ3 3တက်ပေါ့နော်အဲ့ခွန်ဘေးရဒီအထက်ဆောင်းမှာလဲဒီနှစ်နှစ်ဆိုတော့ရှိပြိတ်ကနပေးခဲ့တယ်ဒုတိယခွန်ဘေးလို့ပြန်ကြတယ်သူ့ရဲ့ဆောင်းမှာ9ခွန်နှစ်လို့ပေးတယ်ဒုတိယကြတဲ့ကနဒီ9ခွန်နှစ်ပရမမှာခွန်နှစ်9ပေါ့နော်အခုကျွန်တော်တို့တတိယကဒီမှာတောင်းသုံးလုံးမင်းရှိဖြစ်ခဲ့တယ်ရှိဖြစ်တဲ့ကြောင့်တခုသောရှိပြိတ်930ဒီနောက်တစ်နေ့မှာပို့တယ်အဲ့လိုပို့တဲ့ချိန်မှာ ခွန်ဘေးရဲ့အကြောင်းပါပဲနှလုံးပိုင်းခွန်ရဲ့ဘေးရဲ့အကြောင်းမှာပို့တဲ့အတွက်ကြောင့်ဒီနှစ်ထည့်ရဲ့ပထမအဦးဆုံးခွန်ပရိတ်ပေါ့နော်ပထမအဦးဆုံးခွန်ပရိတ်ဒီ6ခွန်နှစ်ဖြစ်တယ်အရင်ဆုံးပထမအဦးဆုံး6ခွန်နှစ်ရဲ့ဒီဇောင်းမှာကျွန်တော်တို့6ပရိတ်ပေါ့နော်ဒုတိယခွန်ရှင်နှစ်ဒုတိယမှာလည်းခွန်ပရိတ်ရဲ့ဇောင်းမှာလည်းကျွန်တော်တို့ကထို့မှဆိုရင်တော့9ခွန်နှစ်ပေါ့ဒီလိုပုံစံတိုင်းပြီးမှဆိုရင်တော့ဒီချိန်မှာ9ခွန်နှစ်ပေါ့အခုဒီချိန်မှာလည်း6ပရိတ်ပေါ့အဲကျွန်တော်ကျွန်တော်တို့ဒီသုံးဖြတ်ချက်လေးတစ်ခုက မာမာတို့အယူချက်မှုကကျွန်တော်တို့ဘယ်ကနန်းလဲတော့ကျွန်တော်လည်းစစ်စစ်တုံးပေါ့ဗျာနော်အဲ့မှာပထမအဆုံးကြတဲ့ရှေးပရိသတ်ဒီလည်းအပူခွားနဲ့ကြခဲ့တယ်ဒုတိယကတ်မှာလည်းအပူခွားနဲ့ကြခဲ့တယ်ကျွန်တော်တို့ဒီမှာပထမဦးစားပေးတော့အပူခွားနဲ့ရှေးပရိသတ်ကိုပဲဦးစားပေးမှာပေါ့ဗျာနော်ကျွန်တော်ကတော့ဒီဒီချိန်မှာအပူခွားနဲ့ရှေးပရိသတ်ဆိုအကွက်မများတဲ့အတွက်အခုလောလောဆယ်တော့အားလုံးကုန်ထုတ်ပြီးသွားပြီဗျာနော်မိတ်ဆွေများလည်းဒါကစောစောစီးစီးအပူခွားနဲ့ရှေးပရိထိုးခြင်းရင်ထိုးနိုင်အောင်မို့ကျွန်တော်စောစောစီးစီးတင်ပြပေးလိုက်ပါတော့ကျွန်တော်ရွေးချယ်မှုကတော့ကျွန်တော်နှီးမှပဲ ဒါဒီဒီမူနဲ့ပတ်သက်လို့မမကတ်ထဲမှာအပူခွားနဲ့ရှိပရိကိုကျွန်တော်အကြိုက်ဆုံးရွေးပြပါမယ်ဗျာနော်လောလောဆယ်တော့ဒီဒီမူလေးကိုပဲအရင်ကြည့်ပြီးတော့မိသွေးများနှစ်သက်တဲ့ကဏ္ဍရှိရင်အပူခွားနဲ့ရှိပရိဆရာရွေးထိုးပါကျွန်တော်လိုပဲအကုန်လုံးထိုးနိုင်လဲထိုးကြပါနော်ကျွန်တော်ကတော့အပူခွားနဲ့ရှိပရိဆိုတော့ကွက်လည်းတိတ်မများဘူးပေါ့ဗျာနော်တစ်ပူးနှစ်ပူးသုံးပူးအဲ့လိုအပူတွေအကုန်လုံးဟိုရှိပရိလိုက်ကတ်ပြီးတော့ထိုးလိုက်တာပေါ့နော်ကဲဒီချိန်မှလည်းမမများဒီမူလေးနဲ့ကန်ကောင်းကြပါသေးရဲ့နော်ပါပဲဖြစ်ဖြစ်လွဲတော့မှလွဲရောကျွန်တော်ဒီချိန်မှတော့ပူခွားနဲ့ရှိပရိတ် ပရမဦးစားပေးပါဗျာနော်မမကနန်းကို30နဲ့မရွေးချယ်တော့လဲဒီချိန်မှာတော့ဒါကျွန်တော်မူလေးလည်းကြာနေတဲ့လို့ရွေးချယ်ပေးလိုက်ပါမယ်ဗျာအားလုံးကောင်းကြပါစေ